ိုင်းမြန်မာနယ်စပ်ကင်မျိုးသားစီယုံ KNU တပ်ဖွဲ့တွေလုံခြုံရေးယူထားတဲ့နေရာတနေရာမှာ WI စိတ်ကြွစေးပြအများပြဖမ်းဆီးရမိခဲ့တယ်လို့ KN National Union ကထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့ April 29ရက်နေ့မနက်ခွန်းနိုင်ခွဲကြောလောက်မှာ WI စိတ်ကြွစေးပြ999တုံးစေးပြ55သိန်းကျော်တည်ယူလာသူတွေကိုတမဟာ9နဲ့တမဟာ9အဆက်ရှိမူယူထားကြေးရွာမှာ KNU ကရင်မျိုးသားစီယုံလက်အောက်ရှိ KNU ကရင်မျို ျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်ဖွဲ့မှဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ် အဲ့ဒီစိတ်ကြွားစီပြားတွေဟာလူငယ်တွေပေါ်ကောင်းကျိုးမပေးတဲ့အတွက်ခန္ဓာလေးပူပေါင်းတက်ဖွဲ့တွေအနေနဲ့လက်ချင်းချိတ်ပြီး၎င်းတို့ပြက်ပြက်တသားတိုက်ဖြတ်နိုင်မှသာအလုတ်ဖြစ်မှာဖြစ်ကြောင်းကိုလည်း KNU ဘ ਹੁ ရဲ့ပြောရေးဆိုခွင့်ရှိသူဘရိုဆော်တော်နီကပြောပါတယ်ဖန်စီရမိထားသူတွေကိုမူဝါဒတိုင်းဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့ဒီထက်ပိုပြီးတော့တိကျခိုင်မာတဲ့အရေးယူဖန်စီမှုတွေဆက်လက်လှုပ်ဆောင်သွားဖို့ရှိတယ်လို့ဆိုပါတယ် ဒါပြင်ဖန်စီရရှိထားတဲ့စိတ်ကြွစေးပြအမှုနဲ့ပတ်သက်ပြီး KNU ကမျိုးသားစီယုံမူရစ်စေဝါတိုက်ဖြတ်ရေးနဲ့လူကုန်ကူမှုပပျောက်ရေးကော်မတီ၊ကမျိုးသားရဲတပ်ဖွဲ့ KNPF တို့မှတာဝန်ယူစုံစမ်းစစ်ဆေးဖော်ထုတ်ပြီး KNU ကမျိုးသားစီယုံကော်တူလေးဥပဒေအရအေးအေးယူသွားမှာဖြစ်တယ်လို့ဆိုပါတယ်